ပြီးခဲ့တဲ့သတင်းပတ်ကပြင်သစ်နိုင်ငံ Paris မြို့မှာရှိတဲ့ကမ္ဘာအကျော်အကြားဆုံးနဲ့လဲပတ်သူအများဆုံးဖြစ်တဲ့လူပြတိုက်ကြီးကနေနပိုလီယန်ကကျင်ရတော်ကိုပေးခဲ့တဲ့စိတ်နဲ့မြလဲဆွဲအပါပြင်သစ်နန်းစင်ယရနာရှစ်သွဲကိုပြတိုက်ဖွင့်ပြီးမကြခင် နေခင်ချင်းဖောက်ထွင်းခိုးယူမှုမှာကမ္ဘာကျော်ပင့်ပန်းသာတခိုးကိုင်းနောက်ွယ်ကပါဝင်နေတာတေချာတယ်လို့ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ Flying Squad ခေါင်းဆောင်ဟောင်း ဘယ်ရီဖီလစ်ကတုံ့တက်သွားခဲ့ပါတယ်ပြတိုက်ဖွင့်ပြီးမကြာမီမနက်10နာရီဝန်းကျင်ခန့်မှာ9မိနစ်အတွင်းနန်းစင်ယရနာ၈တွယ်ကိုခိုးယူပြီးစကူတာနဲ့ထွက်ပြေးသွားသူ၄ယောက်ကိုပြင်တဲ့ရဲနဲ့ထောက်လန်းရေးတွေရှာဖွေနေပေမဲ့မတွေ့ရှိသေးပဲအ ਨੇ ဆုံးပေါင်တန်း900တန်းအဲ့ဒီယရနာပစ္စည်းတွေကိုမှောင်ခိုးဈေးကွက်မှာရောင်းချလိုက်တာ ုံဖြတ်လိုက်တာတွေလုပ်လိုက်မယ်ဆိုရင်ပြန်ရဖို့မလွယ်တဲ့အနေအထားကိုရောက်နေပါတယ်။ဒီချင်းနေဟာဆဲစုနှစ်အတွင်းပျော့စမတ် အတွင်းဆုံးဖောက်ထွင်းခိုးယူမှုမျိုးဖြစ်ပြီးအရင်ကဒီလိုမျိုးပျော့စမတ်တွင်းနဲ့ခိုးယူမှုတွေကိုလှုပ်ဆောင်နေကြကဘာကျော်ပင့်ပန်တာတခိုးကိုင်းနောက်ွယ်ကနေပါဝင်နေနိုင်တယ်လို့ Berry Philip ကတုံ့တက်ပြောဆိုသွားခဲ့ပါတယ်။ဖောက်ထွင်းသားဖို့ဟာအရင်ကပင်ပန်သားဂိုင်းကဖောက်ထွင်းခဲ့တဲ့တမိုင်းဝင်ခိုးယူမှုတွေနဲ့ပုံသဏ္ဍာန်ဆင်တူနေပြီးအဲ့ဒီတခိုးဂိုင်းဟာစစ်သားဟောင်းတွေ အထူးလေ့ကျင့်ပေးထားတဲ့အရန်တသားဟောင်းတွေနဲ့ဖွဲ့စည်းထားပြီးခိုးမှုကားမောင်းမှုလှည့်စားမှုအားလုံးကိုတစ်ဖက်ကန့်ကတ်ကျွမ်းကျင်တဲ့တခိုးတွေရဲ့လောရမျိုးလို့ Berry Philip ကဆိုပါတယ်။ပင့်ပန်သာတခိုးကိုင်းဟာကဘာကျော်တခိုးရုပ်ရှင်ပင့်ပန်သာဇက်ကားကိုအတူယူကဂိုင်းနာမည်ကိုပေးခဲ့တာဖြစ်ပြီးကဘာတော်ဟန်ကအဖွဲ့ဝင် Specialist တခိုးပေါင်း၈၀၀ကျော်ကဆယ်စုနှစ်ရဲ့ပြောစမှတ်အတွင်ဆုံးပြောင်မြောက်လာတဲ့ခိုးယူမှုတွေကိုသာလှုပ်ဆောင်ခဲ့တဲ့ဂိုင်းဖြစ်ပါတယ်။ဒီဂိုင်းဟာ၂၀၀၃ခုနှစ်ကလန်ဒန်မှာရှိတဲ့ ဂရက်ကြောင့်မျက်ရနာဆိုင်ကနေပေါင်း23တန်တန်ကျေးရှိတဲ့စိတ်တွေကိုခိုးသွားခဲ့သလိုဒူဘိုင်းတိုချိုမီယာမီတို့မှာပါ Oceans 11စက္ကဟန်နဲ့ပြောင်ပြောင်ဆုံးသောခိုးယူမှုတွေကိုကျူးလွန်ခဲ့တဲ့ကိုင်းဖြစ်ပါတယ်ဒီလိုသခိုး special list တွေကသာကဘာကျော်လူပြတိုက်ကိုနှိကင်းကြောင်တောင်ဝင်ခိုးရဲမယ်လို့လဲ Berry Philip ကတုံ့တက်ပါတယ်လက်ရှိမှာမနစ်ကလေးကပြင်သစ်အစိုးရကဖမ်းဆီးထိန်သိမ်းထားတဲ့ Russia ပြည်ပြည် Telegram လူမှုကွန်ရက်ထူထောင်သူ ဘီလီယန်နာပေဘယ်ဒူရော့ဖ်ကပြင်သစ်မှာလုံခြုံရေးစိတ်မချရတဲ့အတွက်လူပြတက်ကအခိုးခံလိုက်ရတဲ့နန်းစင်ယရနာတွေကိုမိမိပြန်ဝယ်ပြီးဒူဘိုင်းကလူပြတိုင်းမှာထားလို့ရတယ်လို့ပြောဆိုကန်လန်ထားကြောင်းလည်းသိရပါဗျ။ရုရှားအီလိုမတ်ဇူကာဘတ်လို့ခေါ်တဲ့ဒူရော့ဖ်ဟာပေါင်18ဘီလီယံကျွဲဝသူလည်းဖြစ်ပါဗျ။